မဲဆွေဟော်ရာထရီလာဖန်ဆိုရင်ဒီ post ကလုံးဝလက်လို့မခံနိုင်တဲ့ post ။ဘာလို့လဲဆိုတော့ဒီ post မှာကျွန်တော်တို့ lifetime အသုံးပြုလို့ရမယ်။ဟော်ရာထရီလာစကားကောင်းတွေကိုဘယ်လို share လို့ရမလဲဆိုတဲ့ road map ကိုကျွန်တော်တစ်ခါနဲ့ပေါ်ပြပေးသွားမယ်။အားကြောင့်ဒီ road map ကိုလောက်ပေးလဲဆိုတော့အခုကပြည့်ရရှိကာလဖြစ်နေတယ်။အဲတော့ကျွန်တော်တို့အိမ်တွင်းအောင်းနေမဲ့လူတွေအတွက် ဟော်ရာဖန်တွေဆိုရင်တော့ဇာတ်ကားကောင်းတွေကိုပြန်လဲရှာဖွေကြည့်ရှုကျင်တာပဲဖြစ်ဖြစ်မကြည့်ရသေးတဲ့ဇာတ်ကားတွေကိုရှာဖွေကျင်တာပဲဖြစ်ဖြစ်အသုံးပြုလို့ရအောင်လို့ကျွန်တော်ဒီအရေးစဉ်းစားမိတာကျွန်တော်လုံးဝစရှိရဲ့ collection ဇာတ်ကားကိုလည်းကျွန်တော်မလုပ်ဖြစ်သေးပဲနဲ့ကျွန်တော်ဒီ post ကိုအရင်တင်ပြီးဆုံးဖြတ်လိုက်တယ်အဲ့တော့ကျွန်တော်တို့လိုက်ပါကြည့်ရှုပြပါဦးအဲ့တော့ကျွန်တော်တို့ဒီအညွှန်းလေးနဲ့စလိုက်တာပေါ့ horror ဆိုရင်တော့ကျွန်တော်တို့ horror fan တွေဖြစ်တယ်ဆိုရင်တော့မဖြစ်မနေသိရမှာလို့ Steven King ပေါ့နော် horror ရဲ့ parking လို့တင်စားတဲ့ streaming game ကိုသိဖို့လိုအပ်မယ်။ပြီးတော့လို့ကြည့်ရင်တော့ Blind House Production, Ghost House Production, A24 New Line Cinema, Atomic Motion Production ကြံခဲ့တယ်။ဒါပါတော့ကျွန်တော်ဒီမှာညွှန်မိနိုင်တဲ့တွေကိုတော်တော်များနေပြီပေါ့နော်။ပြီးတော့ Michael Anya Taylor, ပြီးတော့ Aya Kamiyoshi, Jordan Peele အဲသူတို့တွေကိုသိတယ်ဆိုရင်တော့ကျွန်တော်တို့စကားကောင်းတွေရှာရတာအရင်မခက်ခဲလာဘူးပေါ့နော်။အဲ့တော့ကျွန်တော်ဆက်သွားကြတာပေါ့ ရင်တော့ကျွန်တော် Steven Gain နဲ့စာပေါ့ Steven Gain ကတော့ Harare ရဲ့ဖခင်ဆိုသလိုပဲသူ့ရဲ့ဇာတ်ကားတွေကအများကြီးမှအများကြီးအဲ့ထဲမှာကျွန်တော်ကြည်ပြီးတဲ့လောက်ကိုကျွန်တော်ပြန်ပြီးတော့ recommend ပေးတာပေါ့နော်တမန်ကီကတော့မကြည့်ရသေးဘူးအခုမှထွက်ထားတာ channel ကြီးတော့ကျွန်တော်အကုန်ကြည့်ပြီးသွားပြီကြည့်ပြီးတဲ့လောက်ကလည်းပဲ story base 9နဲ့တအားခိုင်မာမှုရှိပြီးတော့စနန်းနေရလုံးဝပေါ့ချွတ်ချွတ်မဖြစ်သွားပြန်တကယ်ကောင်းတဲ့ဇာတ်ကားတွေပေါ့နော်ပြောလို့ရှိရင်သူ့ရဲ့ Nobel ပေါ်မှာအခြေခံပြီးတော့ရိုက်ထားတဲ့ series တွေရှိရယ် Castle Rock Castro ဆိုကျွန်တော်ရဲ့ favorite series တွေမှာပါတယ်ပြီးရင် Lisa Story လည်းပဲတော်တော်လေးကောင်းတယ် From ကတော့သူ့ရဲ့ novel တော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့သူ့ရဲ့ short novel ကို reference ယူရတဲ့ဆက်ကလက်ရှိအရင်အောင် hit ဖြစ်နေရယ်ပေါ့เนาะအဲ final season နဲ့မကြာခင်လာတော့မယ်ထင်တယ် final လေးဖြစ်ချင်မှဖြစ်မယ်ပေါ့เนาะလက်ရှိတော့ final ဖြစ်တဲ့နေပြီလို့တော့ထင်တယ် From ကလည်းတော်တော်ကြီးကိုကြည့်ကောင်းတယ်လက်ရှိထွက်ထားသလောက်အထိကိုလုံးဝပေါ့ရှော့ရှော့မဖြစ်သွားတဲ့ series အဲ့တော့ဒီကြားထဲမှာအားနေရယ်ဆိုရင် စတီဖင်ကင်းရဲ့ဘေးစုံလုပ်ထားတဲ့မူဗီတွေကိုရှာကြည့်တာမျိုးကလည်းတကယ်ကျွန်တော်တို့တော်တော်လေးကိုကောင်းပါလိမ့်မယ်အဲ့တော့နောက်တစ်ခုကတော့ Blank House Production ဒီ production ကတော့ကင်ရားတဲ့ဇလန်းတွေအတားအများတယ်အိတရားမှာမဖြစ်မနေကြည့်ရမယ့်ဇာကားတွေဆိုရင်တော့ Jordan Billy နဲ့ပေါင်းပြီးတော့ creation လုပ်ထားတဲ့ Get Out တို့ Astro လို့ဇာကားမျိုးတွေကလုံးဝ highly recommended ကျွန်တော်ကိုယ်တိုင်လည်း၃ကာလောက်ရှိပြီပြန်ကြည့်ရအဲ့ကားတွေကတော်တော်ကြီးကိုကြည့်ကောင်းတယ်ပေါ့နော်ပြီးတော့ Insidious အဲ insidious ကတော့ကျွန်တော်သူ့ရဲ့ sequel က၅ကားလားမသိဘူးလေထွက်ထားမှတင်တယ်ကျွန်တော်ကတော့ insidious 1ကိုအကြိုက်ဆုံးပဲပြီးတော့ mar တို့ true or dare တို့ weger တို့ speak no evil တို့ migan တို့ဘယ်ကားသွားကြည့်ကြည့်တော်တော် you find တယ်ပြီးတော့ halloween halloween စကားတွေထဲမှာမှာကျွန်တော်တို့အတွေ့ရင်မထဲမှာကြံခဲ့တာ michael mayer အဲ့တော့ michael mayer ရဲ့ ဒီထွက်သမျှစီကွယ်ရိုင်းကလည်းဒါ plan house ဘက်ကနေပြီးတော့ production လုပ်တယ်ပေါ့နော်ဒါကတော့နောက်ပိုင်းကာလမှာပါဟိုအရင်တော့ဟိုဘယ် production ကလုပ်တာလဲကျွန်တော်မသိတော့ဘူးပေါ့နော်ဒီနောက်ပိုင်းကာလတွေရဲ့စီကွယ်ရေးအကုန်လုံးကတော့ဒါ Halloween ကို plan house ဘက်ကကိုင်းတယ်အဲ့တော့ဒီ production ကထွက်လာတဲ့ဇာတ်ကားကြီးလည်းမစိုးဘူးပြီးတော့ကျွန်တော်ပြရတာပဲမဟုတ်ဘူးလေဇလန်းတွေအများကြီးရှိရယ်ကျွန်တော်ကြည့်ပြီးတော့ဘယ်ထိမှထည့်ပြီးလာတာ ဒီနောက်ပိုင်း production တွေထဲမှာ A24 လောက် hit ဖြစ်တဲ့ production ကရှိရောရှိရလားဆိုတာမေးစရာဖြစ်လာတယ်။ဘာလဲဘာကြောင့်လဲဆိုတော့သူ့ production ကနေထွက်လာတဲ့ horror ကားတွေဆိုရင်အဲကြိုပြီးတော့ hide နေရကြတာပဲဘောနော်။ဥပမာ talk to me လို့မျိုးအရန်ဟိုမှာ hide ဒါပေမဲ့ talk to me ကိုကျွန်တော်ကတော့ personal ရဲ့တိတ်သဘောမကျဘူး။ hit တကိုတော့ကြိုက်တယ်။ missile မှာကြိုက်တယ်။ပြီးတော့လို့ရှိရင် HP ရဲ့ machine the wish အကုန်ကြိုက်တယ်။ man ကတော့ အရင် favorite မဖြစ်ဘူးဆိုပေမဲ့ကြည့်လို့ကောင်းနေတယ်တော့ပါတယ်အဲ့တော့ A24 production ကလည်းလုံးဝမမေ့ထားတဲ့သူစီကနေပဲနောက်ဆက်တဲ့ထွက်လာမယ့်စကားတွေလည်းရှိတယ်ဆိုတော့တခြားကားတွေလည်းပဲသူထွက်ထားတာရှိရပေါ့နော်ဒါကျွန်တော်ကြည့်ပြီးတော့ညွှန်မိတာပေါ့နော်အဲ့တော့ A24 production ကနေပါရိုက်ရိုက်ထားလေးဆိုတော့တွားရှာကြည့်လို့ရလိမ့်မယ် New Line Cinema ကရက်တင်မှုကလည်းကြာပြီသူကင်နာတဲ့ဇာတ်ကားတွေကလည်းဟိုအရင်တုန်းကတည်းကအကောင်းပြီဆိုတဲ့ဇာတ်ကားတွေကိုသူကကင်နာခဲ့တာပေါ့နော် Final Destination ဒါ Friday the 13ပြီးတော့လို့ရှိရင် ကျွန်တော်တို့ IT blade blade ဆိုလဲတော်တော်နာမည်ကြီးွားတာပေါ့ tesset chainsaw mascara ဆိုလဲအကုန်သိကြမှာတင်တယ်ပြီးတော့ eager deck eager deck ရဲ့ဇာတ်ကားအကုန်လုံးကိုသူတို့ handle လုပ်ထားတာပြီးတော့ conjuring universe တစ်ခုလုံးပေါ့နော် ပြီးတော့ lord of the ring ကလည်းသူတို့ creation လုပ်ထားတယ်သူတို့ production နဲ့ creation လုပ်ထားတယ်ပေါ့နော်အဲ့တော့သူတို့စီရနေတယ်တော့ရှာတာဒီဇာတ်ကားကောင်းတွေထွက်လာနိုင်တယ်ပေါ့နော်ပြီးတော့နောက်ထပ်ထွက်လာမယ့်ဇာတ်ကားတွေရဲ့ deep production တွေအထုတ်တယ်ဆိုတော့စောင့်ကြည့်တယ်နော်နောက်တစ်ခုကတော့ ghost house production ghost house မှာ စကားတွေကတော့အများကြီးရှိရယ်ကျွန်တော်ကြည့်ပြီးတလောက်ပဲညွှန်းမိတာ။ तू ကလည်းတော်တော်ကြာပြီပေါ့နော်။ तू ကစကားတွေ production လုပ်ခဲ့တာတော်တော်ကြာပြီ။ဒီ The Group Show ပါလို့ဆိုကျွန်တော်ထင်တာ2010အရှေ့ပိုင်းကနေပြီးထွက်ထားတဲ့စကားတွေဖြစ်လိမ့်မယ်။ပြီးတော့ Evil Dead ဆိုလည်းပဲတော်တော်ကြာပြီပေါ့နော်။ဒါ New Line Cinema နဲ့ပေါင်းပြီးတော့ creation လုပ်တာ။ပြီးတော့ Don't Breathe ကတော့အကုန်လုံးမှတ်မိကောင်းမှတ်မိလိမ့်မယ်။အကယ်လို့လုံးဝမကြည့်ရသေးတဲ့လူဆိုရင်တော့လုံးကြည့်စီခြင်းနဲ့ပေါ့နော်။ Don't Breathe ကတော်တော်လေးကို fine နေကပြီးတော့ မိတူခဲ့ဒီလိုစကားတွေရလဲနာမည်ကြီးရတယ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီထဲမှာ favorite အဖြစ်ဆုံးကတော့ don't breathe don't breathe ရဲ့နောက်မှာရှင်းပြောရရင်တော့ acquire place တို့ don't move တို့ဒီလိုစကားတွေမိတက်ပြီးတော့ fandia လောက်တဲ့အတီကိုကောင်းတဲ့စကားမျိုးပေါ့နော်တကယ်ကို don't breathe ကကျွန်တော်တို့ကြည်နေရင်းနဲ့ကိုအသက်ရှူရထားရလောက်တဲ့အထိရိုက်ချက်တွေကိုပြီးရောရှင်ဇလန်းစင်လာတာတွေရောတော်တော်လေးကို fine နေပြီးတော့ဒီ the cruise ကလည်းပဲရှင်းပြောမိသူဂျပန်ကဂျူအွန်ဆိုတဲ့စကားကိုသူတို့ ပြန်ပြီးတော့ remake လုပ်တာပေါ့နော်တကယ်ပြောရမယ်ဆိုတော့အဲ့ဇာကားလေးတော်တော်လေးကိုကောင်းတယ်အဓိကတော့အဲမိတ်ဆွေကြောက်ချင်နေဆိုအိကားသွားကြည့်ဖို့နော်ဘာလို့လဲဆိုအိကားမှာ share ဖြဲချောက်တာ share ကိုဖြဲချောက်တဲ့ဇာကားပေါ့နော်အဲ့တော့ဂျူအွန်သွားကြည့်ကြည့်ဒီ the group ဆိုရဲခေါ့ကြည့်ကြည့်ပြုတ်ရဂျူအွန်က mini series လဲထွက်ထားသေးတယ်ဘယ်ကားကြည့်ကြည့်မိတ်ဆွေကြောက်ရလိမ့်မယ်အရင်ဆုံးတော့အဲ energy လောက်ပေါ့နော်ဒီထဲမှာကျွန်တော်မင်းသမီးတွေထည့်ထားရဲဆိုတာတော့အဲသူတို့တွေကလည်းပဲ ဒီဟော်ရာကားကောင်းတွေကိုသူတို့လက်ခံရိုက်ကူးတဲ့မင်းသမီးတွေရှိတယ်ပေါ့နော်အဲ့ထဲမှာပါတဲ့သူတွေကိုကျွန်တော်ထည့်မိရတာအဲအခုဆိုအန်ဂျန်တေလာရိုက်တဲ့ဇာကားကျွန်တော်ကြည့်ဘူးတလောက်ဆို6ကားပေါ့နော်6ကားရှိမယ်ဒီ6ကားလုံးကတော်တော်လေးကို fine တယ် Perovon family the ghost the wish last night in soho split the menu 6ကားလုံးမှာမတူညီတဲ့ vibe တွေကိုပေးတာအဲ့တော့သူ့ဇာကားတွေတွားရှာကြည့်ရလဲပဲမောင်းနောက်တစ်ယောက်ကတော့ Michael A24 နဲ့အတူတူ အရင်ကဟစ်ဖြစ်လာတယ်ဟစ်ဖြစ်လာပြီးတော့မှကျွန်တော်လဲသူ့ရဲ့ဇာကားတွေပြန်ရှာကြည့်မိတော့သူရိုက်ထားတဲ့ဇာကားတွေမှာဇလန်းဆက်အင်ရအရင်ကထူးခဲ့တဲ့ဇာကားတွေကိုသူရွေးပြီးတော့ရိုက်တာကိုတွေ့ရတယ်ပေါ့နော်ပြောမယ်ဆိုဒီ a cure for wellness လို့ဇာကားမျိုးတွေဆိုရင်ဒါကျွန်တော်ကြည့်ခုလာတော်တော်ကြာသွားပြီကျွန်တော်ပြန်ကြည့်တဲ့အချိန်ကျတော့မှနားလေတယ်ပြီးတော့ဇလန်းကလည်းနည်းနည်းထူးခြားပြီးတော့ကောင်းနေတယ်ပါတယ်ပေါ့နော်ပြီးတော့ infinity pool marrow bone ပြီးတော့ H2PA တို့ machine တို့အကုန်လုံးကောင်းတယ်အဲတော့သူရိုက်တဲ့ဇာတ်ကားတွေမှာတော့ဒီနောက်ပိုင်း H2PA တို့ machine တို့ကတော့ဒါ18 plus ဘက်ကိုနည်းနည်းရှောက်မယ်ပေါ့နော်အဲ new set လေးတွေနည်းနည်းပါတယ်ပေါ့နော်ဒါပေမဲ့စကားကောင်းတွေဖြစ်တယ်ကြည့်ယူကြည့်တဲ့နေထဲမှာပါတယ်နောက်တစ်ယောက်ကတော့ Jordan Billy Jordan Billy ကိုတော့တချို့တွေပေါ့နော်အဲကျွန်တော် short video လေးတက်လာနေစီမှာတော့တွေ့ကောင်းတွေ့ဘူးလိမ့်မယ်သူကလက်ရှိဟော driver လုပ်နေတယ်နည်းနည်းတော့ကြာပါပြီ driver လုပ်နေတာ သူကအရင်တော့ဟာသတိရုပ်ဆောင်လုပ်ခဲ့တယ်ဆိုပေမဲ့ trader လုပ်တဲ့အချိန်မှာသူ့ရဲ့ creation တွေကတကယ်ကိုထူးခြားပြောင်းမရောက်တဲ့ horror တွေကိုဖန်ပြီးပြတာပေါ့နော် get out တို့ s တို့ကလုံးဝသူ့ရဲ့ creation နဲ့မလက်ရအမြောက်ဆုံးလို့ပြောလို့ရတယ် nob ကလည်းပဲရှင်းပြောရရင်တော့သူ့ဇလန်းနဲ့သူကတော့အဆင်ပြေတယ်လည်းပါတယ်ဒီစကားသုံးကားထဲမှာမကြည့်ရသေးတဲ့အခါရှိရင်တော့ကြည့်ပါသုံးကားလုံးမကြည့်ရသေးဆိုတော့သုံးကားလုံးကြည့်တယ်လေလုံးဝလုံးဝ share creation တွေကိုတွေ့ရလိမ့်မယ်နောက်ဆုံးတစ်ယောက်ကတော့ Ayaka Miyoshi ပေါ့နော် ဲ့တော့ဒီဆက်ဒီဆက်ကောင်ကိုကျွန်တော် Alison Borderland မှာတွေ့တာပြီးတော့တရုတ်ဆောင်တဲ့ပုံစံသဘောကျလို့ဆိုပြီးတော့တွက်ကြည့်ပြတယ်တွက်ကြည့်တော့သူလက်ကရိုက်ကူရတဲ့ horror နှစ်ကားရှိတယ်ပေါ့နော်အဓိကတော့ဒီ Holy Village ကတော့ဒါ main character နေရာပါတာ confession ကတော့ side character ပေါ့နော်အဲအဲ့တုန်းကတော့ confession ရိုက်တုန်းကတော့သူ့ရဲ့ young version ကိုမြင်ရမယ်ထင်တယ်အဲ့တော့ဒီနှစ်ကားလုံးကရှင်းပြောရရင်တကယ်ကိုပြောင်မြောက်တဲ့လက်ရာရှိတဲ့နှစ်ကားပေါ့နော် ဲ့တော့နှစ်ကားလုံးကြီးတဲ့နဲ့ confession ကတော့ဝေဖန်ရေးဆရာကြီးပို့ပြီးသဘောကျတဲ့စကားဒါပေမဲ့ကြောက်ချင်တာဆိုရင်တော့ Holy Village ကိုကြည်ပါတကယ်ကိုကြောက်เสียကောင်းတဲ့ sense ကြီးအမြောင်အမြောင်နဲ့ရိုက်ကူရတဲ့စကားပြီးတော့ story line ရလဲပေါ်ပြပြမဖြစ်ပဲနဲ့ခိုင်မာမှုရှိတယ်ဒီနှစ်ကားလုံးကိုကြည့်ဖို့အတွက် highly recommended ပါ ျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ပြရစီကျွန်တော်တင်ဆက်နေတဲ့အကြောင်းအရာလေးကိုသဘောကျနေတဲ့တည်းဆို like follow subscribe လုပ်ပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်နေကြပါစေ